ားလုံးပဲမင်္ဂလာပါဒီကနေ့တန်ဝေကရစရာပိုလေးတစ်ခုဦးစင်ဖတ်ပြခြင်းလို့ပါအဲ့ဒီပို့ကိုအရင်တုန်းကဦးစင်ရဲ့ Facebook အကောင့်မှာလည်းတင်ပူးပါတယ်ငူရင်ရေးသားသူကတော့မှတ်မိတော့ပါဘူးเนาะကဲနားထောင်ကြည့်ပါ အောက်ပါပုံသည်ဟိုတယ်တစ်ခုရှိရှိရုပ်ထုအောက်တွင်အိပ်ပျော်နေသောကဘာကျော်ဟောလိဝုဒ်တရုတ်ဆောင်မင်းသားကြီးအာနိုးဤပုံဖြစ်ပေသည် သူ့အနေနဲ့ဒီအပုံကိုရိုက်ပြီးတင်ရတဲ့ရည်ရွယ်ချက်မှာဘာမှမမြဲဘူးဆိုတာကို ပြလို့သောသဘောပင်ဖြစ်လေသည်သူအောင်မြင်စဉ်အခါကယခုဟိုတယ်ရှိတာဝန်ရှိသူများသည် သူဤကျေးသွန်းရုပ်ထုကိုဟိုတယ်ရှိမှထားခွင့်တောင်းပြီးသူတို့ဟိုတယ်သို့မင်းသားကြီးအာနုအားတကားမရှိဓာမရှိအမြဲလာနိုင်ကြောင်းလာရောက်သည့်အခါတိုင်းလဲအခန်းတစ်ခန်းအစဉ်ဖြင့်ပြင်ပေးကလူလီသေးမရှိပြုစုပေးမိအကြောင်း ြောကြား၍ခတိပေးခဲ့လေသည်နှင်းများစွာကြပြီးတနေ့မင်းသားကြီးအာနုသည်ဟိုတယ်သို့သွားရာဟိုတယ်ဝန်ထမ်းများနှင့်တာဝန်ရှိသူများမှအခန်းလွတ်မရှိကြောင်းဟိုတယ်မှဝန်ထမ်းအသင်များဖြစ်သောကြောင့်အရင်က ခတိကဝတ်များကိုမတိကြောင်းတာဝန်မဲ့စွာပြောကြားလေသည်ထို့ကြောင့်မင်းသားကြီးအာနုသည်အိယာဖျားတစ်ချက်ကိုယူကာသူဤကျေးသွန်းရုပ်ရှိတွင်အိတ်ဆက်ခဲ့လေသည်မင်းသားကြီးအာနုပေးခြင်းသောသင်္ကန်းစာကရှင်းလင်းလာပေ၏ ်သင်ယခုရရှိထားသောယာထုစည်းစိမ်အာနာတို့သည်သင်နှင့်အတူအမြဲရှိနေမည်မဟုတ်ပေအရာရာသည်ပြောင်းလဲနေပေ၏သင်ထာ၌ယာထုစည်းစိမ်အာနာရှိနေစဉ်တွင်သင်သဘောကျအကြိုက်ဆောင်ဖားမြောင်ကြမည်ဖြစ်တော်လဲသင်ဘာမှမဟုတ်တော့တဲ့အခါမှဖြင့်သင်ကို ပြစ်ပယ်ကြပေလိမ့်မည်ထို့ကြောင့်ဘာကိုမှလည်းမဖက်တွယ်ထားသင့်သလိုဘာကိုမှလည်းမမီခိုပါနဲ့အရာရာသည်ပြောင်းလဲနေသောကြောင့်ဖြစ်ပေသည်ဟု ဆိုလိုရင်းဖြစ်ပေသည်တဲ့ သင်ခန်းစာယူစရာကောင်းပါတယ်နော်။ဒါကြောင့်ဦးစင်းရဲ့တက္ကသဂမတွေကိုလည်းပြောချင်တာကမိမိရရှိထားတဲ့စီးစဉ်ဥစ္စာယာထူးဂုံတိန်တို့ကိုလူဘဝမှာအသုံးချစရာတစ်ခုအနေနဲ့သာအသုံးချပြီးအဲ့ဒီပေါ်မှာဘာမှဆွဲလန်းတွေ့တာချင်းတွေမထားပါနဲ့နော်။ဒါကြောင့်လဲဆိုရင်အချိန်တန်တဲ့အခါမှာအားလုံးစွန့်ခွာရမှာဖြစ်လို့ပဲဖြစ်ပါတယ်။အားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။အရှင်ဖရာတာသနာဘောင်အတွင်းသို့ဝင်ရောက်ကြတဲ့တန်ခါများဟာ စံပယ်၍ခေါင်းရိပ်ရပါတယ်ဖရာမြတ်စွာဘုရားရဲ့ပုံတော်တွေမှာဘာကြောင့်စံတော်နဲ့ပုံတွေမြင်တွေ့နေရတာပါလဲဖရာတဲ့ဖရာယူပွားတော်ဤဥကောင်းအထက်ကအလုံးလေးကိုတချို့ကသဒုံးလို့ထင်တတ်ကြပါတယ်အဲ့ဒါကသဒုံးမဟုတ်ပါဘူးရောင်းလျံပါနော်ပကြီးဆရာတွေဘဟုဆရာတွေကရောင်းလျံကိုပုံဖော်တဲ့အနေနဲ့ရေးဆွဲထုတ်လုပ်ခဲ့တာပါဒါကိုမသိတဲ့လူတချို့ကအဲ့ဒီအလုံးလေးကိုကြည့်ပြီးသဒုံးထင်၍ မြတ်စွာဘုရားမှာ ရှင်လျားတဲ့စံတော်ရှိတယ်လို့ယူဆသွားကြပါတယ်။မြတ်စွာဘုရားမှာစတုံးထုံးရလောက်တဲ့အထိရှင်လျားတဲ့စံတော်မရှိပါဘူး။ဘုရဝင်အထကထာနဲ့အပါဒံအထကထာတို့မှာတမ္မာတမ္ဗုဒ္ဓဘုရားရှင်နဲ့ပိစိကဗုဒ္ဓဘုရားရှင်တို့သည်တွင်ကုလခေါ်လက်နှစ်သိခမ်းမြရှိတဲ့စံတော်သာရှိကြောင်းဖွင့်ဆိုထားပါတယ်။ဒါကြောင့်မြတ်စွာဘုရား၏စံတော်သည်လက်နှစ်သိခမ်းမြသာရှိပါတယ်။စတုံးထုံးရလောက်တဲ့အထိရှင်လျားတဲ့စံတော်မရှိပါဘူး။နော် ။နောက်ပြီးယဟန်တော်တွေဒီလည်းပဲသဘင်ကိုလက်နက်သစ်ခမ်းများရှိတဲ့အထိထားခွင့်ရှိပါတယ်။သို့တော်လည်းပဲယဟန်တန်ခါအများစုကတော့သဘင်ကိုလက်နက်သစ်ခမ်းများရှိတဲ့အထိမထားကြပါဘူး။နည်းနည်းလေးရှိလာပြီဆိုတာနဲ့ရိပ်ပဲကြပါတယ်နော်။အရှင်ဖရာတပည့်တော်ကမြန်မာလူမျိုးဗုဒ္ဓဘာသာပါဖရာယခုတက်တော့မှာဝင်းနီးနဲ့မညီပဲတိတ်ခါမထိန်ပဲစော့နေတဲ့ပုံကိုယ်တွေကိုဆဲမိရင်အပြစ်ဖြစ်ပါသလားဖရာအပြစ်ပြန်ပေးပါဖရာတဲ့။ အပြစ်ဖြစ်တာပေါ့နော်ဘယ်လိုအကြောင်းကြောင်းနဲ့ပဲဆ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 ိုတဲ့သူဟာအပြစ်၁၁မျိုးရရှိစေပါတယ်အဲ့ဒီအပြစ်၁၁မျိုးကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်၁မရသေးသောတမာတိကို မရနိုင်ခြင်း၂ရပြီးသောတမာတိကိုဆုပ်ယုပ်စေခြင်း၃သူတော်ကောင်းတရားများမဖြူစင်ခြင်း၄သူတော်ကောင်းတရားတို့၌မာရပြီဟုလွန်ကဲသောမှတ်တည်မှုရှိခြင်း၅မွေးလျော်မှုမရှိဘဲမြတ်သောအကျင့်ကိုကျင့်ခြင်း 6. ယဟန်ဖြစ်ပါကညဉ့်ညမ်းသောအာဘတ်တစ်ခုခုသို့တင်ရောက်ခြင်း 9. ယဟန်ဖြစ်ပါကတိတ်ခါချ၍လူထွက်ခြင်း 10. ပြင်းထန်သောအနာရောဂါကိုရခြင်း 9. စိတ်ပြန့်လွင့်ပြီးယူသို့ခြင်းသို့ရောက်ခြင်း 10. တွေ့တွေ့ဝေဝေတရားခြင်း 11. တည်ပြီးသည့်နောက်အပင်ငရဲသို့ကပ်ရောက်ရခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာဆဲဆိုခြင်းကြောင့်ရရှိလာမိအပြစ်၁၁မျိုးပဲဖြစ်ပါတယ်။ဒါကြောင့်ဘလို့အကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ် ဆဲဆိုခြင်းအမှုကိုမပြုပါနဲ့เนาะအင်တာနက်လူမှုကွန်ရက်တွေမှာဝင်းနည်းနဲ့မညီတဲ့အမှုတွေကိုလုပ်နေတဲ့ကုတော်တွေကိုမြင်ပြီးဆိုရင်အကျိုးနဲ့အကြောင်းနဲ့ပြောပြပါပြောပြလို့မရဘူးဆိုရင်အဲ့ဒီကုတော်ကမိမိနေထိုင်တဲ့အရက်ကကုတော်ဖြစ်နေပါကသူတို့ရဲ့အကြီးအကဲတွေကိုတိုင်ကြားလိုက်ပါအဲ့ဒီနည်းနဲ့ဖြည့်ရှင်းတာဟာအကောင်းဆုံးဖြစ်ပါတယ်အဲ့ဒီလိုမဖြည့်ရှင်းဘဲနဲ့မိမိကဒေါသလျောက်ဆဲဆိုမိမယ်ဆိုရင်မိမိမှာအပြစ်ဖြစ်တတ်ပါတယ်နော် အရှင်ဖရာရဲ့ဓမ္မဗီဒီယိုတွေတပြည့်တော်နှစ်ချိုက်သူပါဖရာတပြည့်တော်ကဘာသာခြားကြားမှနေရသူပါဘာသာခြားတဦးကတတဝါလူချွတ်မှကျွတ်တယ်တဲ့တပြည့်တော်ကလက်မခံပါဘူးရှင်းမပြတတ်လို့ရှင်းပြပေးတော်မူပါဖရာတဲ့တတဝါလို့ပြောလိုက်ရင်တချို့ကတရိษံကိုပဲမြင်တတ်ကြတယ်နော်တတဝါဆိုတာကတရိษံတစ်မျိုးတည်းကိုပြောတာမဟုတ်ဘူးတရှိအရာအလုံးကိုပြောတာ အဲ့ဒီလိုတက်ရှိအရာအလုံးကိုတတဝါလို့ပြောတာဖြစ်တဲ့အတွက်လူလဲတက်ရှိဖြစ်တာကြောင့်လူလဲတတဝါပဲနော်ဒါကြောင့်တတဝါလူချွတ်မှ ကျွတ်တယ်လို့ပြောရင်မင်းလဲတတဝါဖြစ်တဲ့အတွက်မင်းကိုလဲငါချွတ်မယ်လက်ခံမလားလို့မေးကြည့်လိုက်ပါနော်တချို့ကတရိတ်ဆန်တကောင်ကိုတက်လိုက်တဲ့အခါမှာအဲ့ဒီအသက်ခံရတဲ့တရိတ်ဆန်ဟာပြေးသွားပြီးတဲ့အခါနောက်ဘဝကောင်းရာဘဝသို့ရောက်တယ်လို့ထင်တတ်ကြပါတယ်မရောက်နိုင်ဘူးနော်ဘာကြောင့်လဲဆိုရင် တရိษံဆိုတာကအိစားကာမ၃ခုကိုသာသိပြီးလူတွေလိုကုသိုလ်အကုသိုလ်မသိတဲ့အတွက်အဲ့ဒီတရိษံဘဝကသိပြီးဆိုတာနဲ့ငရဲကိုကြားသွားတာနော်တခါတရံမှာတော့ဘဝပေါင်းများစွာကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတစ်ခုကြောင့်ကောင်းရာသူဂတိတို့ရောက်တဲ့အခါမျိုးတွေတော့ရှိပါတယ်အဲ့ဒါကလည်းပဲတသိန်းမှတစ်ယောက်လောက်ပါနော်ဒါကြောင့်မြတ်စွာဘုရားကလူတသိန်းတည်းလို့ကောင်းရာသူဂတိတို့တယောက်ရောက်ခဲ့တယ်လို့ဟောကြားတာပေါ့နော်ဒါကြောင့်တရိษံတကောင်သိပြီးဆိုရင် ကောင်းရာသူကတိတို့ရောက်ခဲ့တဲ့အတွက်တတဝါလူချုံမကျွတ်တယ်ဆိုတဲ့စကားဟာအမှန်ပါဘူးမှားပါတယ်နော်တတဝါလူချုံမကျွတ်တယ်လို့ပြောပြီဆိုရင်အဲ့ဒီပြောတဲ့လူကိုပြောလိုက်ပါမင်းလည်းတတဝါဖြစ်တဲ့အတွက်မင်းကိုငါချွတ်မယ်လက်ခံမလားလို့နော်အရှင်ဖယားယဟန်မဖြစ်ထိုက်တဲ့လူရယ်လို့ရှိပါသလားဖယားရှင်းပြလို့ရရင်ရှင်းပြပါလားဖယားတဲ့ယဟန်မပြုတ်ထိုက်တဲ့ပုဂ္ဂိုလ်73ယောက်ဆိုတာရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်73ယောက်ကဘယ်သူတွေလဲဆိုရင် ၁၁အသက်20မပြည့်သောသူ၂၂ပါရာဇိကကြပြီးသောသူ၃ပန္တကပန်တုတ်၄ဖေယတံဝတကရှင်ယဟန်အပင်ကိုခိုး၍ရှင်ယဟန်များနှင့် ပေါင်းသင်းနေထိုင်သူ၅တိဋ္ဌိယပက္ကံတကတိဋ္ဌိအယူသို့ပြောင်းသူ၆ပိရိသာနတရိစ္ဆန်၇မာတုဂါရကအမိကိုတတ်သူ၈ပိတုဂါရကအဖကိုတတ်သူ၉အရဟန္တဂါရကယဟန္တာကိုတတ်သူ၆ တဆေလောဟိတုတ်ပါတကဖျားရှင်အားသွေးစင်းတီအောင်ပြုတော်သူ၁၁တန်ခဗေဒကတန်ခာတင်ခွဲတော်သူ၁၂ဘိက္ခုနိဒုဒကဘိက္ခုနိမကိုမိထုံမိဝဲဖြစ်စည်းတော်သူ၁၃ဥပတော်ပြင်စနက လိမ့်နှလိမ့်ရှိတော်သူတို့ဖြစ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်၁၃ယောက်ဟာယဟန်ပြုလို့မရပါဘူးယဟန်ပြုမယ်ဆိုရင်လည်းယဟန်မဖြစ်ပါဘူးเนาะအရှင်ဖရာတပည့်တော်နားလေဒါကတော့ ဖရာကိုကိုွယ်လို့ငရဲမကြဘူးဆိုတာလက်မခံပါဘူးဖရာဖရာရှင်ရဲ့စုဆုံးမတရားတွေကိုလိုက်နာမှငရဲမှလွတ်မီထင်ပါတယ်ဖရာခွဲ၍လမ်းညွန်ပြပါဖရာတဲ့မှန်ပါတယ်နော်အဲ့ဒီစုဆုံးမတရားတွေဆိုတာကလည်းပဲဖရာပွင့်မှဖရာဟောမှသိရတာလေဖရာမပွင့်ဘူးဖရာမဟောဘူးဆိုရင်ဘယ်လိုနည်းနဲ့မှမသိနိုင်ဘူးနော်ဒါကြောင့်ဖရာရှင်တော်မပွင့်ပေါ်ညာလူတော်အများစိတ်ကောင်းထားလဲ ဤကကုသိုလ်အကုသိုလ်ဟုထိုထိုဘုံဘဝမတိရညာလာအပြစ်တွေလို့ဆက်ဆိုခဲ့တာပေါ့လူတွေဟာစိတ်ကောင်းထားတယ်ပဲဆိုပါစို့ဘလောက်ပဲစိတ်ကောင်းထားထားဖျားမပွင့်ဘူးဖျားမဟုတ်ဘူးဆိုရင်အပေတကားပိတ်ချောင်းတရားတွေလက်ပြေယောက်ချောင်းတရားတွေကုသိုလ်အကုသိုလ်တရားတွေနိဗ္ဗာန်ယောက်ချောင်းအကျင့်ကောင်းတရားတွေကိုဘယ်လိုနည်းနဲ့မှမသိနိုင်ဘူးနော်ဖျားရှင်တော်ပွင့်ထွန်းလာ၍ဟောဖော်ညွှန်ကြားမြတ်တရားကြောင့် ဤကကုသိုလ်အကုသိုလ်ဟု ထိုးထိုးဘုံဘုရားတိကြရညာလာကျေးဇူးပေးတဲ့ဖျားပွင့်လာတဲ့အတွက်ဖျားရှင်ကိုကိုးကွယ်စည်းကပ်ရတယ်ဖျားရှင်ကိုကိုးကွယ်စည်းကပ်ရတဲ့အတွက်ဖျားစီကနေ အပေတကားပိတ်ကြောင်းအဆုံးအမတွေနတ်ပြည်ယောက်ကြောင်းအဆုံးအမတွေကုသိုလ်အကုသိုလ်အဆုံးအမတွေမိဘယောက်ကြောင်းအကျင့်ကောင်းအဆုံးအမတွေကိုနာကြားမှတ်သားခွင့်ရတယ်အဲ့ဒီလိုနာကြားမှတ်သားခွင့်ရတဲ့အတွက်ကြောင့်ပဲတတ္တဝါတွေဟာအပေတကားပိတ်ကြရတယ် နော်ဒါကြောင့်ရေကေစီဗုဒ္ဓံတရဏံကတ္တာတိနတေကမိတ်တန်တိအပါယဘူမေဖယားကိုးကွယ်ရင်အပေမကြဘူးလို့ပြောတာပါနော်နားလဲပါစေဒီမိခွန်းလေးရဲ့လူရင်းအတိတ်ဘယ်ကသူဟာသူတစ်ပါးအပေါ်မှာဒေါသမျက်လုံးမကောင်းတဲ့မျက်လုံးနဲ့မကြည့်ဘူးပါဘူးသူတစ်ပါးကိုမကောင်းတာမကြံဘူးပါဘူးသို့တော့သူကိုယ်တိုင်ကဒေါသအရန်ကြီးနေပါတယ်အဲ့ဒါကိုပပျောက်အောင်ဘယ်လိုလုပ်ရမလဲလို့မေးတာပါနော် ဒေါသဖြစ်စေနိုင်တဲ့အကြောင်းရင်းက၁အကောင်းမြင်ဝါဒမရှိခြင်း၂နှလုံးသားမမှန်ကန်ခြင်း၃မေတ္တာတရားမရှိခြင်း၄မိမိကိုယ်ကိုဗဟုပြုလွန်းခြင်း၅တတိတရားမရှိခြင်း၆ဘုရားရာမှာငါဆွဲအတ္တအာချီခြင်းဆိုတဲ့အကြောင်းရင်း၆ပါးကြောင့်ဒေါသဖြစ်ရတာပါအဲ့ဒီအကြောင်းရင်း၆ပါးကိုပယ်တတ်နိုင်မယ်ဆိုရင်ဒေါသလည်းပပျောက်မှာဖြစ်ပါတယ်ဘယ်လိုပယ်တတ်ရမလဲဆိုရင်တရားများများနာပါ မေတ္တာကမ္မထံစီဖြန်းပါဝိပဿနာတရားကိုကြိုးစားပွားများအားထုတ်ပါအဲ့ဒါဆိုရင်ဒေါသဖြစ်စေနိုင်တဲ့အကြောင်းရင်းတရားများပပျောက်သွားပါလိမ့်မယ်နော်အရှင်ဖရာပါရမီ၁၀ပါးအပြာ၃၀အတိတ်ဘယ်ကို ရှင်းပြပေးပါဖရာတဲ့အရင်ဆုံးပါရမီ၁၀ပါးကိုပြောပါမယ်နော်ပါရမီ၁၀ပါးကဘာတွေလဲဆိုရင်၁ပေးကမ်းလှူဒါန်းခြင်းဒါနပါရမီ၂သီလစောင့်တည်ခြင်းသီလပါရမီ၃ 3. ယသိယဟန်ပြုခြင်းနိခမပါရမီ 4. ပညာကိုစီးပူးလေ့လာခြင်းပညာပါရမီ 5. မတွန်းမဆုတ်စူးစမ်းအားထုတ်ခြင်းဝိရိယပါရမီ 6. တီးခံခြင်းခန္တီပါရမီ 9. မှန်သောစကားကိုပြောဆိုခြင်းသစ္စာပါရမီ10တတ္တဝါတို့အပေါ်၌မိမိနှင့်မခြားတနာချစ်ခင်ခြင်းမေတ္တာပါရမီ9အပြစ်ကင်းသောအရာ၌စိတ်ဖြင့်ဆုံးဖြတ်၍ ဆုံးဖြတ်သည့်အတိုင်းကြိုးစားအားထုတ်ခြင်းအဋ္ဌာဏပါရမီတက်စေလိလိယူရှုခြင်းဥပိ္ပခာပါရမီတို့ပဲဖြစ်ပါတယ်။ဒါဟာပါရမီ၁၀ပါးပဲဖြစ်ပါတယ်။အပြား30ကိုဘယ်လိုရည်တွက်မလဲဆိုရင်ဖော်ပြပါပါရမီ၁၀ပါးတစ်ပါးစီမှာပစ္စည်းဥစ္စာကို မငတ်ကွက်ခြင်းရိုးရိုးပါရမီခန္ဓာကိုယ်အင်္ဂါအစိပ်ပိုင်းတို့ကို မငတ်ကွက်ခြင်းဥပပါရမီအတ္တကိုမငတ်ကွက်ခြင်းပရမတ္ထပါရမီရဲ့ဆိုပြီး၃ပါးစီပါပါတယ် ပါရမီ၁၀ပါးတပားစီမှာဤ၃ပါးပါတာဖြစ်တဲ့အတွက်သုံးကို၁၀နဲ့မြှောက်လိုက်မယ်ဆိုရင်အပြား30ရပါတယ်။ဒါဟာပါရမီ၁၀ပါးအပြား30ပဲဖြစ်ပါတယ်နော်။တန်ဃာတော်တွေကတော့ယနေ့ခေတ်မှာပုထုဇဉ်မဟုတ်ဘူးလား။အရိယာတန်ဃာရောယနေ့ရှိလား။ပုထုဇဉ်အသည့်အကန်းအသည့်ဆိုရင်အလုံးအကန်းဖြစ်ကုန်မှာပေါ့တဲ့။ဒီမှန်လေးကဥကြဟိန်တရားဟောအပိတ်ခံရတဲ့အကြောင်းမေးလို့ ဖြည့်ထားတဲ့ပို့ထဲမှာဝင်မှန်ထားတာပါနော်ဟုတ်ပါတယ်ယနေ့ခေတ်ကတန်ကားတွေလဲပုထုဇဉ်တွေပါပဲပုထုဇဉ်မဟုတ်ဘူးလို့ဥသင်ကမငင်းပါဘူးနော်တစ္ဆာလေးပါတရားမစိတ်သုံးသိသိ၍အရိယာဆိုတာရှိနေအောင်မယ်လို့မြတ်စွာဘုရားကအရှင်အာနန္ဒာကိုဟောကြားထားတဲ့အတွက်ယနေ့ခေတ်မှာတစ္ဆာလေးပါတရားတွေရှိနေသေးတာကြောင့်အရိယာတွေရှိနေပါသေးတယ်နော်ပုထုဇဉ်အတိအကံအတိဆိုရင်အာလုံအကံဖြစ်ကုန်ကြမှာပေါ့တဲ့ ပြီးဒါနဝကတန်ယုတ်ပါဠိတော်မှာခန္ဓာအာယရဏဓတိစာတို့ကိုတည်၍ကောင်းသောကလျာဏပုထုဇဉ်ပုဂ္ဂိုလ်ခန္ဓာအာယရဏဓတိစာတို့ကိုမတိမူ၍အကန်းနှင့်တူသောအန္တပုထုဇဉ်ပုဂ္ဂိုလ်ဆိုပြီးပုထုဇဉ်နှမျိုးဖော်ပြထားပါတယ်ပုထုဇဉ်အတိအကန်းအတိလို့ဥစဉ်ပြောတာဟာအဆိုပါပုထုဇဉ်နှမျိုးတဲကအန္တပုထုဇဉ်ကိုရည်ရွယ်ပြီးပြောတာပါဒါကိုဘ ഹു တုဒ္ဒနဲတဲ့လူတချို့ကကိုယ့်ဘာသာကိုညံနဲ့ချက်ပြီး အကျယ်မမြင်နိုင်ဖြစ်နေတာပါဘဟုတုတ္တရှိအောင်နည်းနည်းလေ့လာပါအောင်လို့ဦးဇင်ပြောကြင်ပါတယ်နော်